ို့ဒီနေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်ပေါ်တော်မူဓမ္မပိမံတော်မှာကျွန်တော်တို့ရွှေရောင်သမိုင်းလူမှုကယ်ဆယ်ရေးအသင်းရဲ့10နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမအခမ်းအနားကိုကျင်းပတာဖြစ်ပါတယ်။ကျွန်တော်တို့ရွှေရောင်သမိုင်းလူမှုကယ်ဆယ်ရေးအသင်းဟာ2015ခုနှစ်ဇန်နဝါရီလတရက်နေ့မှာစတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီးတော့အခုဆိုရင်10နှစ်ကျော်သက်တမ်းရောက်ရှိလာပြီဖြစ်ပါတယ်။ကျွန်တော်တို့အသင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့အများပြည်သူအချို့ပြုလူမှုကူညီရေးလုပ်ငန်းများကိုစေတနာဝန်ထမ်းလူငယ်တွေရဲ့အင်အားနဲ့ပေါင်းပေါင်းဆက်ဆောင်ရဖို့အရေးပေါ်အခြေအနေများကြောင့်မဆုံးရှုံးသင့်တဲ့လူအသက်တွေ ဆုံးရှုံးမှုရှိစေအတွက်ကုညီနိုင်ဖို့အခမဲ့24နှစ်ရေဘော်လူနာတင်ရင်ကုညီမှုတွေဆောင်ရွက်နိုင်ဖို့နဲ့မိဘေးရေဘေးလေဘေးငလင်ဘေးစတဲ့သဘာဝဘေးနဲ့လူကြောင့်ဖြစ်တဲ့မတော်တဆဘေးရနယ်များကြောင့်ထိခိုက်ဒဏ်ရာရရှိရသူတွေကိုကယ်ဆယ်ရေး ပြန်လည်တော်ရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ဖို့ဆိုရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖွဲ့ဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ခန်းနာကိုဒါကျွန်တော်တို့အသင်းရဲ့သမိုင်းမှာပေါ့နော်ဒါသမိုင်းဝင်အနေနဲ့ပေါ့ကျွန်တော်တို့ဒါပြည်တော်စုအဆင့်ဖွဲ့စည်းဝင်ဖြစ်တဲ့ကျမ်းမာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဆရာကြီးပမောက္ခဒေါက်တာတက်ခိုင်ဝင်တက်ရောက်ချင်းမြင်ပြီးတော့ကျွန်တော်အမှားစကားပြောကြားပေးပါတယ်နောက်ပြီးတော့ရောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေးအောင်လည်းကြွားရောက်ပြီးတော့အမှားစကားပြောကြားပေးပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့တနစ်တားလုံးမှာအသင်းမှာဆောင်ရွက်ခဲ့တဲ့အသင်းဝင်30ဦးကျော်ရှိပါတယ်။သူတို့ရဲ့ကိုစားအချင်းခက်ခဲကြောင့်ကျွန်တော်တို့အသင်းဝင်2ဦးကိုဂုံပြူစုတစိမ့်များ ်ချီးမြှင့်ပေးခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အသင်းပေါ်ကိုစေတနာရှင်မိတ်ဆွေအလူရှင်များကလည်းအလူတော်ငွေများပံ့ပိုးတဲ့အစီအစဉ်တွေပါဝင်ပါတယ်ဒီအစီအစဉ်နဲ့ခန်းခန်းနာနာမြန်မြန်ဆန်ဆန်ကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလုပ်ငန်းကိုလုပ်ခဲ့တာအခုဆိုလို့ရှိရင်ကျွန်တော်တို့7နှစ်ကာလရောက်ရှိလာပြီဖြစ်ပါတယ်ဒီကာလထဲမှာလည်းကျွန်တော်တို့ရေးပေါ်အရှင်တွေကြောင့်ခဲဆဲခဲ့ရတဲ့လူနာတွေခဲဆဲခဲ့ရတဲ့ပြည်သူတွေအများကြီးပါပဲအဲ့ဒီပြည်သူတွေကိုကယ်ဆယ်လို့ကျွန်တော်တို့ကယ်ဆယ်လိုက်လို့အသက်ရှင်သန်သွားတယ်ကျွန်တော်တို့ဆေးရုံအစီအကံပို့ဆောင်လိုက်လို့လူနာဟာရောဂါဝေဒနာသက်သာသွားရဲ့ဆိုကျွန်တော်တို့ရဲ့ ဒါဟာကုသိုလ်ပီတိပါအဲ့ဒီကုသိုလ်ပီတိကဘာနဲ့မှလဲလို့မရပါဘူးကျွန်တော်တို့ကလည်းကုသိုလ်ရဖို့ အများပြည်သူကိုကြီးဖို့ဆိုရရွေချက်တစ်ခုနဲ့ဘာအကျိုးခံစားမှုမှပါပဲဆောင်ရွက်နေတဲ့ပရာဟိတစေတနာဝန်ထမ်းတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီကာလတွေအတွင်းမှာသဘာဝဘေးကယ်ဆေးရေးလုပ်ငန်းတွေနဲ့အခြားသောကျွန်တော်တို့ကိုဗစ် -19 ကာကွယ်တဲ့လုပ်ငန်းတွေလိုဟာမျိုးတွေရောပေါ့နော်ကျွန်တော်တို့ပြည့်ပြည့်စုံစုံနဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ကျွန်တော်တို့အသင်းကဒါရွှေရောင်သမိုင်းလိုပေးရတဲ့ပတ်သက်လို့တချို့ကမေးကြတယ်ပေါ့မယန်းကုန်းမြို့နယ်သမိုင်းမှာအခြေဆိုင်လိုရွှေရောင်သမိုင်းပေးရလားဒါလည်းမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က ရည်ရွယ်ချက်နှစ်ခုနဲ့ဒီနာမည်ကိုပေးကြတာနံပါတ်၁တခုကတော့ကျွန်တော်ကိုယ်တိုင်ဒီအသင်းကိုစပြီးဆောင်ရွက်တဲ့အချိန်မှာကျွန်တော်ရန်ကုန်တိုင်းဒေသကြီးမှာအသင်းအဖွဲ့ထဲမှာအသက်ငယ်ဆုံးဥက္ကဋ္ဌဖြစ်ပါတယ်အဲ့တော့လူငယ်တွေဦးဆောင်တဲ့ပရိုက်ဒသမိုင်းတစ်ခုကိုရေးထိုးမယ်ဆိုတဲ့ရည်ရွယ်ချက်ရယ်နောက်ကျွန်တော်တို့အသင်းတီထောင်တယ်ကျွန်တော်လည်းဒီမြန်ကုန်မြို့နယ်သမိုင်းသားဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းအများစုကတော့အများစုပေါ့အခြားမြို့နယ်တွေရာလည်းပါပါတယ်စမ်းချောင်းမြို့နယ်တို့ကမာရွတ်မြို့နယ်တို့အဲ့လိုပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ ဒီမယန်းကုန်းမြို့နယ်တမိုင်းသူတမိုင်းသားအများစုပါဝင်တဲ့အသင်းတွေဖြစ်တဲ့ကိုယ့်ရဲ့အရွာကိုလည်းကျွန်တော်တို့အမွတ်နေရာရောက်အောင်ရွှေရောင်တမိုင်းဆိုပြီးတော့ကျွန်တော်တို့ဒါအမည်လေးပေးပြီးတော့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဒီနေ့အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီခန်းခန်းနာနာအောင်မြင်မြင်နဲ့ပြီးမြောက်ခဲ့လို့အများကြီးဝမ်းတာခြင်းနဲ့ဖြစ်ရပါတယ်ထုံနေတူစွာပဲမိဘပြည်သူတွေကိုပြောကြလို့တာကကျွန်တော်တို့ရွှေရောင်တမိုင်းလူမှုကေဆေးအသင်းမှမဟုတ်ပါဘူးရမပြည်တနန်တရားမှာရှိတဲ့ ေတာအသီးသီးမှာရှိတဲ့ရက်ရွာအချို့ပြုပရာဟိတအသင်းအဖွဲ့တွေလူမှုကွန်ရက်ကယ်ဆယ်အသင်းအဖွဲ့တွေကိုမိမိတို့နိုင်တဲ့အားနဲ့ပံ့ပိုးကူညီပေးကြပါအမှန်တကယ်ဆောင်ရွက်နေတဲ့အသင်းအဖွဲ့တွေကိုအားပေးကြပါဒါမှသာလည်းပြည်သူ့အချို့ပြုအဖွဲ့အစည်းတွေများများပေါ်ထွန်းလာမှာဖြစ်ပြီးတော့ရှင်သန်အားကောင်းလာမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့လူမှုကွန်ရက်ဆောင်ရွက်နေကြသူများအများစွာရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရွှေအောင်သမိုင်းအသင်းသူတင်သားများကလည်းမိမိအသင်းရှိဆိုင်ရာရက်ကွက်မြို့နယ်ခရိုင်တိုင်းဒေသကြီးအဆင့်တဖြည်းဖြည်းတဖြည်းဖြည်းတက်လှမ်းပြီးတော့လူမှုအချို့ပြုလုပ်ငန်းတွေအများပြည်သူအချို့ပြုလုပ်ငန်းတွေပုံမှန်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်းဒီနေရာကနေတင်ပြပြောကြားလိုပါတယ် မတို့ဒီနေ့မယန်ကုန်းမှာပေါ့နော်ရွှေရောင်သမိုင်း၁၀နှစ်ပြည့်အခမ်းအနားကိုတက်ရောက်လာတာဖြစ်ပါတယ်ရှင်။ရွှေရောင်သမိုင်းဟာဆိုရင်တော့ကျမတို့လူငယ်စံနာမှာဆိုရင်တော့ဟိုဒီပရဟိတလုပ်ငန်းနဲ့ပတ်သက်ပြီးအများအန်းကူညီပံ့ပိုးတဲ့ကေဆေးအဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုကျမတို့ကလာရောက်အားပေးနေတဲ့ဒီဘွဲကိုတက်ရောက်ဖြစ်တာဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ကေဆယ်ရေးအသင်းဖွဲ့တွေအနေနဲ့ပေါ့နော်ဒါကတော့ငွေကြေးဆိုအများအန်းလိုအပ်တဲ့အရာတခုလို့ကျမယူဆပါတယ်ဒီလိုအခမ်းအနားလေးမှာလည်းကျမတို့ပါဝင်လူတန်းဖြစ်ခြင်းအပြင်သူတို့ လူငယ်လေးတွေပေါ့နော်ကယ်ဆယ်ရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေနေတဲ့ခွန်အားတစ်ခုဖြစ်စေမယ်လို့ယုံကြည်တဲ့အတွက်ပါဝင်လူတန်းဖြစ်ခြင်းဖြစ်ပါတယ်ရှင်ပရာဟိတအသေးမွှဲတွေနေနေပေါ့နော်ကောင်းရကောင်းကျိုးပြည်သူလူထုအတွက်ဆောင်ရွက်တဲ့နေရာမှာအာနီမန်လမ်းမန်နီစနစ်တကျနဲ့အခုလိုမျိုးကုညီစောင့်ရှောက်နိုင်တဲ့အသေးမွှဲတွေများများပေါ်ထွန်းလာပါစေလို့ဆုတောင်းပါတယ်ရှင်ရွှေအောင်သမိုင်းကိုကျွန်မတို့မြန်မာနိုင်ငံမှာလူငယ်အကျိုးပြည်သူအကျိုးပေါ့နော်အများကြီးဒီထက်ပိုပိုဆောင်ရွက်နိုင်ပြီးတော့မှဟိုနှစ်ပေါင်းရာချီတိုင်းတည်တဲ့အဖွဲ့အစည်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်